ဖွဲ့စည်းထားတဲ့အချိန်ကတော့၈လလောက်ရှိပါတယ်ကျွန်တော်တို့ကအကယ်ဒမီအကလေးတွေများသောအားဖြင့်ပါပါတယ်အဲကျွန်တော်တို့ U15 League ရဲ့ Academy ကကလေးတွေရဲ့ဖွဲ့စည်းထားတာကျွန်တော်တို့ဟို generation gap ထိုင်းမှာပေါ့နော် generation gap တော့ပြိုင်ပါတယ် generation gap တော့ပြိုင်နေတဲ့အချိန်မှာဂျာလက်ကတော့ကျွန်တော်တတိယရပါတယ်ကျွန်တော်တို့အသင်းကအဲလေးဘွဲကန်ရတာပေါ့နော်ကျွန်တော်တို့ကသူတို့က ranking နဲ့သတ်မှတ်တဲ့အတွက်ကျွန်တော်တို့ကဟို semi final ဆိုတာမရှိဘူးအဲမရှိဘူးကျွန်တော်တို့က အဲ၄သိန်းကန်တဲ့ချိန်မှာကျွန်တော်တို့ကတပွဲရှုံးတယ်နှစ်ပွဲနိုင်တယ်နှစ်ပွဲနိုင်ကျွန်တော်တို့ကအုပ်စုဟိုဟိုပါပေါ့နော်ဒုတိယရတယ်ပေါ့ဒုတိယရတဲ့ဟိုဘက်ကဒုတိယရတဲ့အသင်းနဲ့ပဲကန်ရတဲ့အတွက်ကျွန်တော်တို့ကတတိယရတာအဲ့ဒီအတွေ့အကြုံကတော့ဒီကလေးတွေအခုကျွန်တော်တို့ကအဲ့21 league ကိုပြိုင်ခဲ့တဲ့အတွက်ကျွန်တော်တို့က generation cup မှာလည်းကောင်းတယ်အခုဟိုတရုတ်သွားတဲ့ခြေစမ်းပွဲမှာလည်းကောင်းခဲ့တယ်ကောင်းတယ်ပေါ့နော်ဟိုတိုးတက်လာတာပေါ့တိုးတက်လာတော်တော်လေးတိုးတက်လာတယ်လို့မြင်ရပါတယ်ဟုတ်ကဲ့အသင်းတိုင်းဟိုတော့ကျွန်တော်တို့ short မတွေ့ပါဘူး အကုန်လုံးကတော့ဟိုသူ့ရနဲ့သူတော့ဟိုနည်းနည်းခက်ရခက်စစ်တော့ကမ်းအမယ်ထင်ထင်ပါတယ်ဘာလို့လဲကျွန်တော်ကျွန်တော်တို့တည့်ရလဲပြင်ဆင်ထားရတဲ့အတွက်ကြောက်စိတ်မရှိပါဘူးကျွန်တော်တို့ကတော့နိုင်အောင်ရနိုင်အနိုင်ရသည့်အော်ခြေစပွဲအောင်တဲ့ဒီကျွန်တော်တို့ကစားမှာပါကလေးတွေကလည်းအဲ့စိတ်သက်ရှိပါတယ်ကျွန်တော်တို့အာတော့အကောင်းဆုံးတော့ပြင်ဆင်ထားတာပေါ့နော် အဲသူတို့ကကျွန်တော်တို့ရဲ့ experience တွေတာတယ် height တွေတာတယ်ပေါ့နော်ရာ power တွေတာတယ်ပေါ့အဲဒါပေမဲ့ကျွန်တော်တို့ကအကောင်းဆုံးတော့ပြင်ဆင်ထားပါတယ်ကလေးတွေကလည်းဒီကျွန်တော်တို့ time မှာလည်းတက်တက်ရခဲ့တယ်ဟိုမှာလည်းကစားခဲ့တယ်ဒီ21 league မှာလည်းကစားတဲ့အတွက်သူတို့ computer ပို့ရှိလာအာပြည်သက်တွေကျွန်တော်တို့အသင်းလေးကိုလည်းအားပေးပါအောင်လို့ဟုတ်ကဲ့